ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှုပ်ခင်းရတဲ့အချိန်ကလအားဖြင့်တမန်မဲဆိုရင်တရင်ရလာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာလေကထိန်သင်္ကန်းလှုပ်ခင်းရတယ်အဲ့လိုကထိန်သင်္ကန်းလှုပ်ခင်းရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါးဝါး ယဟန်တန်ကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူး။ကြောင်းတိုက်နဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်။အခုမှရန်ကုန်မှာဗားရီချင်းနေတော့ဆိုလို့ရှိရင်ဝါစုဝါစုဦးလာလို့ရင်ဝါစုသင်္ကန်းမှာဖျားလို့လာလှူတယ်။ဝါကျွတ်တာနဲ့တပြိုင်နဲ့ဒါကထင်းသင်္ကန်းမှာဖျားဆိုဟဲ့ကထင်းသင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူ။ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်။ ဝါကျွတ်တာနဲ့ကထိန်သင်္ကန်းမဟုတ်ဘူးเนาะကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတည်းသွားပြီးတော့ကထိန်ခင်မှုဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်ပြတန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကထိဏကံဆောင်ရွက်ဖို့အတွက် ဝိနိကိစ္စကျွမ်းကျင်တဲ့ကထိန်ခင်းတတ်တဲ့ယဟန်တစ်ပါးကိုတန်ခါးနေပြီးတော့ကိုရောကထိန်ခင်းမှုဆိုပြီးပေးရမယ်ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကထိနာကံလို့ဆိုကထိန်ခင်းခြင်းဝိနိကံကိုဆောင်ရွက်မှဖြစ်တယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့တန်ဃာတွေကအနုမောဒနာပြုတယ်အနုမောဒနာဝါမျက်ကြောင်းထောက်ခံပြောကြလိုက် အလုံးဟာကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရယ်ကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာတွေကဟုတ်ဒီနမန္တစာရအတ္တမဒနာဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ငါလာထူချတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ သင်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်ဆောင်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထင်သင်ငန်းကိုခွင့်ပြုခဲ့တယ်။ဒီเจ้าကိုတဝါတွင်လုံးဆောင်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ဘုရားကြွလာတဲ့ယဟန်နေခိတကနာကြွလာတဲ့အာဂနုယဟန်နေဒီเจ้าမှာတန်ခိကသင်ငန်းဖြစ်ပေါ်လာလို့ရှိရင် 秘密删了，你要快回北京，别没北京，你留下来，递交。